နေမယားချင်းခနတာစိတ်ဆိုးမှုရဲ့နောက်ဆက်တွဲရဲ့ကြည်ကွဲဆုံးနေစရာအဖြစ်ဆိုမင်္ဂလာပါပရိသတ်ကြီးတို့၏အိမ်တော်တစ်ခုမှာတော့အစည်းအဝေးကိုပဲဦးစားမပေးပဲမိသားစုကိုလည်းအချိန်ပေးနေစေချင်တာကတော့မိဘတွေရဲ့ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုပါပဲဒါပေမဲ့လည်းမိသားစုအဆင်ပြေပြေနေထိုင်နိုင်ဖို့ကိုလည်းကြိုးစားရုန်းကန်နေရတဲ့လူအများစုကတော့မိသားစုကိုအချိန်လုံးလုံးလောက်လောက်မပေးနိုင်ကြပါဘူးဒါပေမဲ့အခုလိုအချိန်မပေးပါများလာတဲ့အချိန်မှာတော့ဇကားများရန်ဖြစ်ပြီးအမားတွေပါလာခဲ့ပါ යි အခုတခါမှလည်းအင်္ဂလန်နိုင်ငံဆိုမားဆက်မာနေထိုင်တဲ့အသက်33နှစ်အရွယ် Ashley Marie ဆိုတဲ့အမျိုးသမီးကတော့သူမ၏ခင်မဖြစ်တဲ့အသက်36နှစ်အရွယ် Mickey ကိုစိတ်တူပြီးဆိုဖာပေါ်မှာအိပ်ဖို့နှိမ့်ထုတ်ခဲ့ပါတယ်။ဒါကသူ့အတွက်နောင်နာရကြတခုဖြစ်နေရကိုတော့သူမသိခဲ့ပါဘူး။ရံဖြစ်စကားများရတာကလည်း Mickey ကသူမအတွက်အချိန်မပေးဘဲအလုပ်ချိန်ကြာမြင့်စွာလုပ်ကိုင်နေခဲ့တာကြောင့်စကားများခဲ့ကြတာဖြစ်ပါတယ်။သူမကတော့အလုပ်ကိုလျှော့လုပ်စေခြင်းပြီး မိသားစုကိုအချိန်ပေးပြပြနေဖို့ခုလိုစကားများခဲ့တာပါဒါပေမဲ့ရန်ဖြစ်ပြီးနောက်တနေ့မနက်မှာတော့သူမရဲ့အမျိုးသားကိုစုဖားပေါ်မှာတည်ဆုံနေရအံ့ဩထိတ်လန့်စွာတွေ့ခဲ့ရပါတယ်အခုလိုခင်မုံဆုံးသွားမှသူမနောက်ပိုင်းတည်ခဲ့ရတာကတော့မီကီကသူမနဲ့မင်္ဂလာနှစ်ပတ်လည်မှာခီးထွက်နိုင်ဖို့အတွက်ကော်ဇောတန်ရှိသမားအဖြစ်တနေ့ကိုအလုတ်ချိန်အပေါ်ရီအများကြီးလုပ်နေခဲ့တယ်ဆိုတာပါပဲမီကီကတနေ့ကို16နာရီလောက်တပတ်လောက်အလုတ်လုပ်နေရပါပေမဲ့မီကီကတော့မိသားစုကိုအပြုံးအမူနဲ့ဆက်ဆံခဲ့ရပါ ဒီလိုနဲ့မီကီဇနီးမောင်နှံစကားများရန်ဖြစ်ပြီးနောက်တနေ့မနက်မှာအက်ရှလေးကမီကီအိတ်ရဲ့ဆိုဖာကြီးသွားကြည့်တဲ့အခါမှာတော့မီကီရဲ့ကိုကအေးဆက်နေပြီးမျက်နှာအယောင်ကလည်းသွေးမရှိရဘဲတိတ်ဆုံးနေခဲ့ပါပြီ။အလौကြောင့်ပြင်းမနေတဲ့ခင်မုန်းဖြစ်သူကိုသူမရဲ့အနာမှာအချိန်ပိုရှိသေးခြင်းနဲ့စိတ်နဲ့စကားများရန်ဖြစ်ခဲ့ကြပြီးအခုလိုစိတ်ဆင်းရဲကြာဖြစ်လာခဲ့တာပါ။ဒါကြောင့်သူမလည်းအယံကိုနောင်တရသွားခဲ့ပြီးမီကီကိုဆုံးရှုံးရတာဟာသူမရဲ့အမြင်တွေအလုံးကိုပြောင်းလဲစေခဲ့တယ်။ ဒါကြောင့်ဘဝကတူတောင်းလွန်အောင်မို့မိသားစုနဲ့အတူတူရှိနေခြင်းလေးမှာစိတ်ဆိုးထွားသားထွက်တဲ့စိတ်နဲ့တော့အိယာမဝင်သင့်ပါဘူးလို့ Ashley Marie ကနောင်တရီနဲ့အတူပြောလာခဲ့တာပဲဖြစ်ပါတယ်။သူတို့ဆောင်တွေက2009ခုနှစ်မှာတွေ့ခဲ့ကြပြီး2010ခုနှစ်မှာလက်ထပ်ခဲ့ကြတာပါ။သူတို့နှစ်ယောက်ဟာတမီလီတယောက်ကိုမွေးစားခဲ့ကြပြီးသူတို့နှစ်ဦးရဲ့ရှင်သွေးအမွှာလေးကိုတော့2013မှာရရှိခဲ့ပါတယ်။လက်ရှိမှာတော့မိသားစုကိုအချိန်ပေးစီခြင်းလို့ရံဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ကလေးတွေလည်းဖခင်မေသွားခဲ့ရပြီ လက်ရှိစစ်ဆေးချက်အဖြစ်ကတော့မီကီကအသက်ရှူရပ်ပြီးသေဆုံးခဲ့တယ်ဆိုပြီးအတီးပြုတ်လို့တော့မရသေးပါဘူး။ Ashley ကတော့မီကီကအလုပ်ပင်မစွာလုပ်ခဲ့ပြီးအလေးပင်တွေမာရတဲ့ခါတံရကြောင့်လို့ယူဆခဲ့ပါတယ်။မီကီရဲ့တံရကမပြောင်းသေးပေမဲ့အစိုးဆုံးအချိန်တွေမှာတော့သူကမိသားစုအတွက်ကလေးတွေအတွက်အလုပ်တွေပဲလုပ်နေကြတာပါ။သူမခင်မွန်းရဲ့အတူပါမှာတော့ Ashley ကကိုချရတဲ့သူတွေကိုနမ်းပြီးသူတို့ကိုဂရုစိုက်ကြောင်းပြလိုက်ပါ။သူတို့တွေကိုနားမှာရှိနေနိုင်တဲ့အချိန်လေးမှာပဲ ကိုဘလောက်ချစ်တာကိုပြလိုက်ပါဆိုပြီးပြောခဲ့ပါယ။အလုပ်တွေပြီးနေပြီးမိသားစုကိုအချိန်မပေးနိုင်တဲ့ခင်မုန်းတွေကိုပိုင်ဆိုင်ထားရင်သူမလိုအဖြစ်မျိုးနဲ့မကြုံရအောင်စိတ်ပင်ပန်းမှုတွေမရှိအောင်ပျော်ပျော်ရွှင်ရွှင်နေကြဖို့ပြောပြလာခဲ့ရပဲဖြစ်ပါယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အရွယ်နဲ့မမျှအောင်ယောဂဝေဒနာကိုခံစားနေရပြီးပြင်းပန်းစင်းရဲနေရတဲ့တစ်နှစ်ကျော်အရွယ်ကလေးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ တကယ်တော့စကားမပြောတတ်တဲ့ကလေးလေးတွေဒီတိုင်းမကောင်းဖြစ်ရင်မိဘတွေမှာအယံကိုစိတ်ပူပန်းရပါ යි စကားပြောတတ်တဲ့ကလေးဆိုရင်တော့ဖြစ်တယ်ဆိုတာကိုသိရပေမဲ့လေလာသာအွယ်ကလေးငယ်လေးတွေအတွက်ကတော့ယောဂဝိတနာကြောင့်ငုံနေရုံကလွယ်လို့ဘာမှမရှိပါဘူးဒါပြင်မပြေနေတဲ့တဏီလုံးမှာတဏီစားရတဲ့ဘဝကိုရောက်လာခဲ့ရပြီးယောဂဝိတနာပါလာခဲ့ရာကြောင့်မိဘတွေအယံကိုဝမ်းနဲ့ပင်ပန်းဆင်းရဲနေခဲ့ရတာပဲဖြစ်ပါ යි ခုတခါမှလည်းဒီကလေးလေးကတော့ဝေးရပါကြောက်ကြီးဝေဒနာကို ခံစားနေရတာဖြစ်ပြီးမိဘတွေကလည်းစိတ်ရတာကြောင့်ရှိကူတာဖို့ခက်နေရတာပဲဖြစ်ပါယ။ကလေးလေးမိသားစုကတော့လှိုင်းသားရအလဲရွာရိုးကြီးအိမ်နံပါတ်43ပေါက်တန်းမှတ်တိုင်နာမှာနေရဖြစ်ပြီးကလေးအဖေကစိုက်ရဲ့မြေကြီးတူတဲ့အလုပ်သမားကောင်းဆောင်တယောက်လည်းဖြစ်ပါယ်။ရွေးချယ်ခွင့်မရှိတဲ့ဘဝမှာလူတိုင်းကကိုယ့်ရဲ့ဖြစ်တည်မှုကိုအကောင်းဆုံးလက်ခံထားရတဲ့အနေထားပါ။လူတိုင်းကအပူပင်ကင်းကင်းနဲ့ဘဝကြီးကိုအကောင်းဆုံးဖြတ်သန်းချင်ကြတာပါပဲ။ လူအလုံးကလူသားရဘဝမှာနေထိုင်ကြကြပြီးမိကန်တရားကြောင့်ရရဘဝမှာအကောင်းဆုံးနေထိုင်ကြရတာလည်းဖြစ်ပါ යි ရွေးချယ်ခွင့်မရှိတဲ့လူဘဝကြီးမှာပြဿနာတွေအခက်ခဲတွေကိုရင်ဆိုင်ပြီးလောကဓာတ်ကိုကြံ့ကြံ့ခံနေကြရသလိုမပြေလည်တဲ့ဘဝမှာခလေးတရားမွေးဖို့ဆိုတာလည်းမလွယ်ကူခဲ့ပါဘူးဒါပေမဲ့လည်းဒီမီသားစုလေးကတော့မပြေလည်တဲ့ဇာကနေခလေးတရားရခဲ့ပြီးခလေးကမွေးကြရအောက်ကြီးယောဂါခံစားနေရတာအခုဆိုတစ်နှစ်ကျော်လာပြီး ကလေးစီဖို့ကုန်ကြခြင်းကစည်းကမ်းတကာသွားပြရင်တသိန်းခွဲလောက်ကုန်တယ်လို့ပြောပါတယ်။နောက်ပြီးကလေးကအခုပုံလေးကလို့အည်ပြခဏခဏလဲပြီးလဲပြီးရည်ပြကလည်းအကွဲရရဖြစ်နေတတ်ပါတယ်။ပုံလေးမှသာကြည်ကောင်းနေပေမဲ့လည်းအပြင်မှာတစ်ကိုယ်လုံးနေရပြီးလူနီလေးဖြစ်နေကပုံလေးကတက်ပုံနေပါတယ်။ဒါကြောင့်တချို့မြင်ပူတဲ့လူတချို့ကကျတော်စိုးပထမဆုံးမြင်ပြီးကလေးနေရာမှာငါသားစုခဏနိုင်ရှိပါမလားလို့တွေးမိပါတယ်။မနေ့ပြတနင်္လာနေ့ကိုကလေးစေးအောင်ရချင်းသွားရမှာဖြစ်ပြီး ကလေးအတွက်မိဘတွေခမမရရရလှုပ်ပြီးကုသပေးနေရပဲဖြစ်ပါတယ်။လူတန်းကျင်တဲ့သူများရှိရင်ကိုရိုင်းကိုကြသွားလှုပ်ပေးလို့ရပြီးအဲ့အကိုကကေဘေးကဝေးကမတုံလို့ဖြစ်ပါတယ်။ကလေးလေးလည်းအမြန်ဆုံးနေကောင်းတက်မှာပါစီ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။လီမယာချင်းခနတာစိတ်ဆိုးမှုရဲ့နောက်ဆက်တွဲရဲ့ကြည်ခွဲဆုံးနစ်စရာအဖြစ်ဆိုမင်္ဂလာပါပရိသတ်ကြီးတို့၏ အိမ်နောက်တစ်ခုမှာတော့စီးပွားရေးကိုပဲဦးစားမပေးပဲမိသားစုကိုလည်းအချိန်ပေးနေစေချင်တာကတော့မိဘတွေရဲ့ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုပါပဲဒါပေမဲ့လည်းမိသားစုအဆင်ပြေပြေနေထိုင်နိုင်ဖို့ကိုလည်းကြိုးစားရုန်းကန်နေရတဲ့လူအများစုကတော့မိသားစုကိုအချိန်လုံးလုံးလောက်လောက်မပေးနိုင်ကြပါဘူးဒါပေမဲ့အခုလိုအချိန်မပေးပါများလာတဲ့အချိန်မှာတော့စကားများရန်ဖြစ်ပြီးအမားတွေပါလာခဲ့ပါ යි အခုတခါမှလည်းအင်္ဂလန်နိုင်ငံဆိုမားဆက်မာနေထိုင်တဲ့အသက်33နှစ်အရွယ်အက်ရှလီမာရီဆိုတဲ့အမျိုးသမီးကတော့သူမ၏ခင်မဖြစ်တဲ့အသက်36နှစ်အရွယ်မီကီကိုစိတ်တူပြီးဆိုဖာပေါ်မှာအိပ်ဖို့နှိမ့်ထုတ်ခဲ့ပါတယ်။ဒါကသူ့အတွက်နောင်နာရကြတဲ့ခုဖြစ်နေရကိုတော့သူမသိခဲ့ပါဘူး။ရံဖြစ်စကားများရတာကလည်းမီကီကသူမအတွက်အချိန်မပေးဘဲအလုတ်ချိန်ကြာမြင့်စွာလောက်ကိုင်းနေခဲ့တာကြောင့်စကားများခဲ့ကြတာဖြစ်ပါတယ်။သူမကတော့အလုတ်ကိုရှော့လုပ်စေခြင်းပြီး မိသားစုကိုအချိန်ပေးပြပြနေဖို့ခုလိုစကားများခဲ့တာပါဒါပေမဲ့ရန်ဖြစ်ပြီးနောက်တနေ့မနက်မှာတော့သူမရဲ့အမျိုးသားကိုစုဖားပေါ်မှာတည်ဆုံနေရအံ့ဩထိတ်လန့်စွာတွေ့ခဲ့ရပါတယ်အခုလိုခင်မုံဆုံးသွားမှသူမနောက်ပိုင်းတည်ခဲ့ရတာကတော့မိကီကသူမနဲ့မိငါနှစ်ပတ်လည်မှာခီးထွက်နိုင်ဖို့အတွက်ကော်ဇောတန်ရှိသမားအဖြစ်တနေ့ကိုအလုတ်ချိန်အပေါ်ရီအများကြီးလုပ်နေခဲ့တယ်ဆိုတာပါပဲမိကီကတနေ့ကို16နာရီလောက်တပတ်လောက်အလုပ်လုပ်နေရပါပဲ မီကီကတော့မိသားစုကိုအပြုံးလီနဲ့ဆက်ဆံခဲ့ရပါဒီလိုနဲ့မီကီဇနီးမောင်နှံစကားများရန်ဖြစ်ပြီးနောက်တနေ့မနက်မှာအက်ရှလီကမီကီအိမ်ရဲ့ဆိုဖာကြီးသွားကြည့်တဲ့အခါမှာတော့မီကီရဲ့ကိုကအေးဆက်နေပြီးမျက်နှာအယောင်ကလည်းသွေးမရှိရပဲတိတ်ဆုံးနေခဲ့ပါပြီအလောကြောင့်ပြင်းမနေရဲ့ခင်မုန်းဖြစ်သူကိုသူမရဲ့အနာမှာအချိန်ပိုရှိသေးခြင်းနဲ့စိတ်နဲ့စကားများရန်ဖြစ်ခဲ့ကြပြီးအခုလိုစိတ်ဆင်းရဲကြာဖြစ်လာခဲ့တာပါဒါကြောင့်သူမလည်းအရန်ကိုနောက်တားရသွားခဲ့ပြီးမီကီကိုဆုံးရှုံးရတာဟာသူမရဲ့အမြင်တွေအလုံးကိုပြောင်းလဲစေခဲ့တယ်။ ဒါကြောင့်ဘဝကတူတောင်းလွန်အောင်မို့မိသားစုနဲ့အတူတူရှိနေခြင်းလေးမှာစိတ်ဆိုးထွားသားထွက်တဲ့စိတ်နဲ့တော့အိယာမဝင်သင့်ပါဘူးလို့ Ashley Marie ကနောင်တရီနဲ့အတူပြောလာခဲ့တာပဲဖြစ်ပါတယ်။သူတို့ဆောင်တွေက2009ခုနှစ်မှာတွေ့ခဲ့ကြပြီး2010ခုနှစ်မှာလက်ထပ်ခဲ့ကြတာပါ။သူတို့နှစ်ယောက်ဟာတမီလီတယောက်ကိုမွေးစားခဲ့ကြပြီးသူတို့နှစ်ဦးရဲ့ရှင်သွေးအမွှာလေးကိုတော့2013မှာရရှိခဲ့ပါတယ်။လက်ရှိမှာတော့မိသားစုကိုအချိန်ပေးစီခြင်းလို့ရံဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့ကလေးတွေလည်းဖခင်မေသွားခဲ့ရပြီ လက်ရှိစစ်ဆေးချက်အဖြစ်ကတော့မီကီကအသက်ရှူရပ်ပြီးသေဆုံးခဲ့တယ်ဆိုပြီးအတီးပြုတ်လို့တော့မရသေးပါဘူး။ Ashley ကတော့မီကီကအလုပ်ပင်မစွာလုပ်ခဲ့ပြီးအလေးပင်တွေမာရတဲ့ခါတံရကြောင့်လို့ယူဆခဲ့ပါတယ်။မီကီရဲ့တံရကမပြောင်းသေးပေမဲ့အဆိုးဆုံးအချိန်တွေမှာတော့သူကမိသားစုအတွက်ကလေးတွေအတွက်အလုပ်တွေပဲလုပ်နေခဲ့တာပါ။သူမခင်မွန်ရဲ့အတူပါမှာတော့ Ashley ကကိုချရတဲ့သူတွေကိုနမ်းပြီး သူတို့ကိုဂရုစိုက်တောင်းပြလိုက်ပါသူတို့တွေကိုနားမှာရှိနေနိုင်တဲ့အချိန်လေးမှာပဲကိုဘလောက်ချစ်တာကိုပြလိုက်ပါဆိုပြီးပြောခဲ့ပါအလုပ်တွေပြီးနေပြီမိသားစုကိုအချိန်မပေးနိုင်တဲ့ခင်မုန်းတွေကိုပိုင်ဆိုင်ထားရင်သူမလိုအဖြစ်မျိုးနဲ့မကြုံရအောင်စိတ်ပင်ပန်းမှုတွေမရှိအောင်ပျော်ပျော်ရွှင်ရွှင်နေကြဖို့ပြောပြလာခဲ့ရပဲဖြစ်ပါအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်